ဆန်ချိုကိုအပြိုင်ဆိုင်ခေါ်ယူလိုနေတဲ့အီတလီထိပ်တန်းကလပ်အသင်းတစ်သင်းအားလုံးပဲမိင်္ဂလာပါခင်ဗျာမန်ချက်စတာဖော့ဆွန်ကားတဲ့အားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အသင်းရဲ့ဒီအားဒီစစ်စင်ရေးကအသင်းမှာအသုံးမလို့ပိုရှန်နေတဲ့ကစားမတွေကိုရောင်းထုတ်သွားဖို့ပါပဲလက်ရှိနိုင်တဲ့မှာအသင်းနဲ့အဆင်မပြေဖြစ်နေပြီးအသင်းကနေထွက်ခွာမဲ့ကစားမကတော်တော်လေးများနေခဲ့ပါတယ်ဒီကစားမတွေကတော့ဂါနာချိုအန်တိုနီ ဆန်ချိုရက်ဖိုလိုပဲဆိုတာအားလုံးလည်းသိကြပြီးသားဖြစ်မှာပါ။ကစားမကွန်စီကလည်းအသင်းကွန်စီအပြောင်းအရွှေ့သတင်းတွေထွက်နေခဲ့ကြတာပါ။ဒီထဲကမှအင်္ဂလန်တောင်ပိုင်းကစားမဂျေဒန်ဆန်ချိုကိုလည်းအီတလီကလပ်တွေကစိတ်ဝင်စားနေကြပါတယ်။အီတလီစီးရီးအထိပ်တန်းကလပ်တွေဖြစ်တဲ့နာပိုလီအသင်းနဲ့ဂျူဗင်နက်အသင်းတို့ကဆန်ချိုကိုခေါ်ယူနေကြတာပါ။နာပိုလီအသင်းကတော့ဒီနောက်ပိုင်းရာသီတွေမှာအင်္ဂလန်ပရီးမီးယားလိဂ်ကကစားမတွေကိုခေါ်ယူပြီးတော့ဆူပလာတွေသိမ်းပိုက်နေတာပါ။လူကာကူတိုမီနီနိုနဲ့အတူနာပိုလီအသင်းကစီးရီးချန်ပီယံဆူပလာကိုသိမ်းပိုက်ထားနိုင်ခဲ့တာပါ။ ီနေ့အသည်အပြောင်းရွှေ့မှာလဲနာပိုလီအသင်းကမန်စီးတီးကွင်းလည်လို့ဒီပိုင်းကိုခေါ်ယူအားဖြည့်ထားခဲ့ပါသေးတယ်။အဲဒီမှာလဲနာပိုလီအသင်းဘက်ကစန်ဂျိုကိုစိတ်ဝင်စားလာခဲ့တာပါ။ဂျမနီအသင်းကလည်းဒီနောက်ပိုင်းမှာနာပိုလီအသင်းကိုမကျော်နိုင်မင်းအသင်းကအကြပိုင်းကိုရောက်နေခဲ့တာပါ။ကစားမအသင်းနဲ့ပြန်လည်ဖွဲ့စည်းဖို့လိုအပ်နေတဲ့ဂျမနီအသင်းကလည်းစန်ဂျိုကိုပြင်းပြဖြစ်တက်မှတ်ထားခဲ့တာပါ။ United ဘက်ကတော့ဒီအားဒီအပြောင်းရွှေ့မှာစန်ချိုကိုပေါင်25သန်းရရင်ရောင်းချသွားမှာပါစန်ချိုကပြီးခဲ့တဲ့တရားဒီလုံးချဲစီအသစ်မှာအငှားနဲ့တွားရောက်ကစားခဲ့ပြီးတော့ယိုဘာကွန်ဖရင့်လီဆူပလာကိုကံမြောက်ထားခဲ့တာပါ ီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဝင်အားအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ